်ယောမင်္ဂလာပါဗျာသရွက်ရှိုးကနေပြီးတော့ပြန်လေကြိုဆိုလိုက်ပါတယ် အော်ဒီနေ့ကတော့ကျွန်တော်ညီကိုတွေတောက်လျှောက်မေးနေကြတဲ့လပောင်ဦးအသင်းရဲ့ယာတိကျိုးအစီအစဉ်တွေအကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တွေ့မိသလောက်ပြန်နေပြီးတော့ဖော်ပြပေးသွားမှာဖြစ်ပါတယ်ဗျာအဲ့တော့ဘလုံးပွဲတွေရောလက်ရှိမှာတော့နားနေတယ်ပေါ့နော်ကျွန်တော်တို့အသင်းအနေနဲ့ကလည်းဒါ FIFA Club World Cup ကိုဝင်ရောက်ကစားခွင့်မရခဲ့ဘူးဘာဖြစ်လို့လဲဆိုတော့ကြာတော့သူဒီတနိုင်ငံထဲမှာနှစ်သင်းလည်းပဲဝင်ရောက်ကစားခွင့်ရှိတာဖြစ်တယ်ပေါ့နော်လပောင်ဦးအသင်းကတော့ rule နဲ့ကိုင်းညီမှုရှိတယ်အဲလက်ရှိကျွန်တော် UEFA ranking အရာကလည်းအဆင်ပြေခဲ့ပေမဲ့လို့တနိုင်ငံထဲမှာနှစ်သင်းလည်းပဲဝင်ရောက်ကစားခွင့်ရှိတာဖြစ်တဲ့အတွက်လက်ရှိကျွန်တော်တို့လွန်ခဲ့တဲ့၄နှစ်အတွက် န်းထဲမှာပေါ့နော်ချန်ပီယံလိဖလားကိုစုကူးထားနိုင်ခဲ့တဲ့မန်ချက်စတာစီးတီးနဲ့ဒီချက်စီးအသင်းတို့ကဝင်ရောက်ကစားခွင့် ရသွားပြီးတော့လီဗာပူအသင်းက FIFA Club World Cup ဝင်ရောက်ကစားခွင့်မရရှိအောင်ဖြစ်ပါလေဗျာ။အဲတော့ဒက်တလုံးမှာဆိုလို့ရှိရင်တော့လီဗာပူအသင်းရဲ့ကစားသမားတွေအနေနဲ့ကနိုင်ငံအသင်းတွေနဲ့ပူးပေါင်းနေတယ်။ဒါနိုင်ငံပွဲစဉ်တွေပြီးသွားပြီဆိုရင်တော့သူတို့အနေနဲ့အားလိုက်အားလိုက်ရရရှိနေမှာဖြစ်ပါလေ။အဲတော့အားလိုက်ရရရှိနေပြီးတော့ရာသီကြိုးပြင်ဆင်မှုတွေကိုလာမယ့်ကျွန်တော်တို့ဇူလိုင်လ9ရက်နေ့မှာစတင်ပြီးတော့ကျွန်တော်တို့ Azar Training Center မှာပြုလုပ်သွားမှာဖြစ်ပါလေ။အဲဒီနေ့ရာသီကြိုးပြင်ဆင်မှုကတော့ကျွန်တော်တို့တခြားနိုင်ငံတွေကိုသွားပြီးတော့ဟိုးရင်ရာကင်ကလော့လက်ထက်ကတော့ဂျာမနီမှာသွားပြီးတော့၄ချင်းတဲ့ပုံစံမျိုးတွေပြုလုပ်သွားမှာမဟုတ်ဘူး။အဲဒီနေ့ရာသီ ိုးပြင်ဆင်မှုအဖြစ်ကတော့ကျွန်တော်တို့ Azar Training Center မှာပဲလာမယ့်ဇူလိုင်လ9ရက်နေ့မှာစပြီးတော့လေ့ကျင့်မှုပြုလုပ်သွားမှာဖြစ်ပါတယ်ဗျ။ အဲ့အဲ့ဘီနော်ကျွန်တော်တို့ဒီဇူလိုင်လ13ရက်နေ့မှာဆိုရင်တော့ကျွန်တော်တို့ဒီအင်္ဂလန်ချန်ပီယံရှစ်ရဲ့ဒီအသင်းတစ်သင်းဖြစ်တဲ့ကျွန်တော်တို့ Preston North End အသင်းနဲ့အဝေးကွင်းမှာသွားပြီးတော့ခြေစမ်းပွဲစဉ်အဖြစ်ရင်ဆိုင်ကစားသွားမှာဖြစ်ပါတယ်။ဒါ Preston North End အသင်းရဲ့ဒီ Day Stadium မှာလာမယ့်ဇူလိုင်ဇူလိုင်လကျွန်တော်တို့9ရက်နေ့မှာဆိုလို့ရှိရင် Liverpool အသင်းကသွားရောက်ပြီးတော့ရင်ဆိုင်ကစားသွားမှာဖြစ်ပါတယ်။ဒါရာသီကြိုးခြေစမ်းပွဲစဉ်အဖြစ်ပေါ့နော်။အဲ့တော့အဲ့အဲ့ဘီဘီဆိုလို့ရှိရင်တော့ကျွန်တော်တို့လာမယ့်ဇူလိုင်လ21ရက်နေ့မှာဆိုရင် Liverpool အသင်းအနေနဲ့ကကျွန်တော်တို့ Asia Tour အနေနဲ့ဈေးကွက်ချက်ထင်ဖို့နောက်တစ်ခု ူကကျွန်တော်တို့ဒီပြောမယ်ဆိုရင် marketing ချဲ့ထွင်မှုနဲ့လူငယ်ကစားသမားတွေကိုစမ်းသပ်အသုံးပြုဖို့ရာသီကြိုးမှာဘယ်လောက်ထိဗေကစားသမားတွေရာအသင်းနဲ့အံဝင်ပါလဲစသည့်အားဖြင့်လေးလာဖို့ရာအတွက်ကျွန်တော်တို့အာရှကိုကျွန်တော်တို့ခီးဆက်လာမှာဖြစ်ပါတယ်အဲအဲ့ဒီအာရှကိုခီးဆက်လာမယ့်ရက်ကတော့ဇူလိုင်လ21ရက်ဖြစ်ပါတယ်ဗျအဲ့ဒါပြီးရင်ကျွန်တော်တို့ဇူလိုင်လ21ရက်နေ့မှာဆိုရင်ကျွန်တော်တို့အာရှကိုလာမယ်လာပြီးပြီဆိုရင်ကျွန်တော်တို့ဇူလိုင်လ26ရက်နေ့မှာဆိုရင်ကျွန်တော်တို့ AC Milan အသင်းနဲ့ ဟောင်ကောင်မှာ Standard Chartered Trophy ဒိုင်းအဖြစ်ရှင်ပိုင်ကစားတော့မှာဖြစ်ပါတယ်။ဒါကျွန်တော်တို့အသင်းရဲ့ဒီ JMS Sponsorship ပေါ့နော်။ပြောမယ်ဆိုရင် Standard Chartered နဲ့နှစ်တိုင်းလိုလိုမှာကျွန်တော်တို့ကစားတယ်။အဲဟိုးရှင်နေ့တွေကလည်းတောက်လျှောက်ကစားခဲ့တာရှိတယ်ပေါ့နော်။ကျွန်တော်ညီကိုလေးအားလုံးသိပြီးသားပါ။အဲအဲ့ဒီပွဲစဉ်ကိုတော့လာမယ့်ကျွန်တော်တို့9လပိုင်း26ရက်နေ့မှာကျွန်တော်တို့ဟောင်ကောင်မှာရှင်ပိုင်ကစားတော့မှာဖြစ်ပါတယ်ဗျ။အဲတော့ဟောင်ကောင်မှာရှိတဲ့ညီကိုလေးအနေနဲ့ကလည်းလေဘာဘူပွဲစဉ်ကိုသွားပြီးတော့ကြည့်လို့ရတယ်ပေါ့နော်။အဲဆက်ပြီးတော့ကျွန်တော်တို့ဒီဟောင်ကောင်မှာကစားပြီးသွားပြီဆိုရင်တော့လေဘာဘူအသင်းကကျွန်တော်တို့ဂျပန်ကိုဆက်ပြီးတော့ခီးဆက်လာ မှာဖြစ်ပါတယ်ဂျပန်မှာဆိုရင်တော့ကျွန်တော်တို့လာမယ့်ဇူလိုင်လ30ရက်နေ့မှာကျွန်တော်တို့ဂျပန်နိုင်ငံရဲ့တကယ့်ကို ဒီဂျပန်ကလပ်တွေကအသင်းကြီးတသင်းလို့ပြောလို့ရတဲ့ယိုကိုဟာမာအသင်းနဲ့ခြေစမ်းပွဲစဉ်ရှင်ပိုင်ကစားသွားဖို့ဖြစ်ပါတယ်ရှိပါတယ်အဲအဲ့ဒီပွဲစဉ်ကတော့ကျွန်တော်တို့ဒီဇူလိုင်လကုန်ပေါ့နော်ဇူလိုင်လ30ရက်နေ့ဖြစ်ပါတယ်ဗျအဲဘယ်နေ့ဘယ်အချိန်အချိန်ရတော့ကျွန်တော်တို့အတိအကျမသိရသေးပေမဲ့လို့အခုလက်ရှိမြန်မာနိုင်ငံကနေပြီးတော့ဂျပန်ကိုရောက်နေတဲ့လပောက်ဖန်တွေအနေနဲ့ကတော့တော်တော်များများသွားကြည့်ကြမယ်လို့သိရတယ်သွားကြည့်မယ်လို့ရှိရဆိုရင်လည်းအောက် comment box ထဲမှာဆွနေပြီးသွားကြပါဦးဟုတ်ကဲ့ပါအဲ့တော့ PP ဆိုရင်တော့ကျွန်တော်တို့ဒီကျွန်တော်တို့ Asia Tour က PP ပေါ့နော် Asia မှာကျွန်တော်တို့ဒီနေ့ကလပောက်အသင်းကနှစ်ပွဲလေး ပဲကစားမှာပါကျွန်တော်တို့ဟောင်ကောင်မှာ AC Milan အသင်းနဲ့ရှင်မြန်ကစားမယ်ပြီးကြလို့ရှိရင်ကျွန်တော်တို့ဒီဂျပန်မှာဆိုလို့ရှိရင် Yokohama နဲ့ရှင်မြန်ကစားတော့မှာဖြစ်ပါတယ်အဲအဲ့လားပြီးပြီဆိုရင်တော့ကျွန်တော်တို့ Asia Tour ပြီးသွားခဲ့ပြီဖြစ်တဲ့အတွက်ကျွန်တော်တို့အင်္ဂလန်ကိုပြန်မယ်အင်္ဂလန်ကိုပြန်ပြီးတော့လာမယ်ကျွန်တော်တို့ August လ4ရက်နေ့မှာဆိုရင်ကျွန်တော်တို့ Athletic Bilbao ကိုအသင်းနဲ့အင်ကွန်းအန်ဖီးမှာပဲတရက်ထဲနဲ့နှစ်ပွဲရှင်မြန်ကစားတော့မှာဖြစ်ပါတယ်အဲဒါနောက်ဆုံးကျွန်တော်မှတ်မိသလောက်ဆိုလို့ရှိရင်နှစ်နှစ်သုံးနှစ်လောက်ရှိပြီ Liverpool အသင်းကနောက်ဆုံးခြေစမ်းပွဲစဉ်ကိုကျွန်တော်တို့တရက်ထဲမှာလည်းအမြဲတမ်းနှစ်ပွဲနှစ်ပွဲကစားလေးရှိတယ်ပေါ့နော်အဲ ပွဲစဉ်ကိုတော့ဒီနေ့ကျွန်တော်တို့လာမယ့်ကျွန်တော်တို့ဩဂတ်လ၄ရက်နေ့ပေါ့နော်၈လပိုင်း၄ရက်နေ့မှာပဲလီဗာပူးအသင်းကအတ္တလတ်ဘီဘာကိုအသင်းနဲ့ရင်ဆိုင်ကစားသွားမှာဖြစ်ပါတယ်။အဲဒါကတော့ရာသီကြိုခြေစမ်းပွဲစဉ်ကာလပြီးပြီပေါ့ဗျာ။ရာသီကြိုခြေစမ်းပွဲစဉ်မှာဆိုရင်ကျွန်တော်တို့လက်တလောတွေးထားတဲ့သတင်းတွေအရာဆိုရင်တော့ကျွန်တော်တို့အသင်းရဲ့ဒီလူငယ်ကစားသမားလေးတွေအများကြီးပါဝင်နေရှိလာမယ်။လူငယ်ကစားသမားလေးတွေမှာမှာဥပမာကျွန်တော်တို့ခွန်းလေကဒီကိုယ်လေကစားသမားတွေဖြစ်တဲ့ကျွန်တော်တို့ဒီစတီဗန်ဘတ်စတစ်တို့အဲဘတ်စတစ်ဆိုရင်လည်းအခုလက်ရှိဒိုင်ဟာကြောင့်မလို့အနားယူနေရတယ်။အဲဒါပေမဲ့လို့ဒီရာသီကြိုခြေစမ်းပွဲစဉ်ကြာရ င်တော့အသင်းအတွက်ပြန်လည်ပြီးတော့ပူပေါင်းလာမယ်ပေါ့နော်ပူပေါင်းလာနိုင်ပွဲရှိတယ်ပူပေါင်းလာပြီးတော့ဘာစီတရဲ့အနေထားကိုလည်းနီးပြားကြီးအာနီစလော့အနေနဲ့ဆုံးဖြတ်သွားပွဲရှိတယ်အဲ့ဒီလိုပဲတော်တိုက်စစ်ပိုင်းမှာဆိုရင်လည်းဂျီဒန်ဒန်တို့ရီယိုငူမူဟာတို့ပြီးတက်လို့ရှိရင်ကျွန်တော်တို့ဘန်ဒိုတို့ဆန်ဒီအားဖြင့်ဒီလူငယ်ကစားသမားလေးတွေအများစုကိုလည်းကျွန်တော်တို့အသင်းကြီးမှာပြန်ပြီးတော့မြင်တွေ့ရမယ်အဲပြီးကြောက်ကျွန်တော်တို့ကစားသမားသစ်ဖရင်ပေါင်းထပ်ပြီးတော့ကျွန်တော်တို့အသင်းရဲ့ကစားသမားသစ်အဖြစ်ဖြစ်လာမယ်ရှိလာမယ်ကစားသမားတွေအဲနောက်နှစ်မှာကျွန်တော်တို့အာနီစလော့အနေနဲ့ဘယ်ကစားကွက်ကိုသွားမှလဲဘယ်လိုပုံစံမျိုးဦးတည်မှလဲဘယ်ကစားသမားတွေကအာ ာနီစလော့ရဲ့ကစားကွက်မှာအကောင်းဆုံးလိုင်းနိုင်ပါလေအဲစသည့်အဖြစ်ကျွန်တော်တို့ယာတီကျိုခြေစမ်းပွဲစဉ်ဒီမှာစောင့်ကြည့်သွားမှာဖြစ်ပါလေဗျငါအဲ့ဒီအပေါ်မှာမူတည်ပြီးတော့မှတချို့သသမားတွေကအသင်းကနေထွက်ခွာသွားလိမ့်မယ်တချို့လူငယ်သသမားတွေကအသင်းကနေပြီးတော့ရောင်းချမယ်ဒါမှမဟုတ်အငားချမယ်ဘယ်နေရာတွေကိုပြန်ခေါ်မလဲစသည့်အဖြစ်အာနီစလော့အပါဝင်လီဗာပူးအသင်းရဲ့တာဝန်ရှိတဲ့သူတွေကဆုံးဖြတ်သွားမှာဖြစ်တယ်ဗောနော်အဲ့တော့ယာတီကျိုပြင်ဆင်မှုယာတီကျိုခြေစမ်းပွဲစဉ်ကာလာတွေဆိုတာကလည်းဒါကျွန်တော်တို့အသင်းအတွက်ကတော့တော်တော်လေးကိုအရေးပါတဲ့ကာလာတွေလိုပဲမြင်မိတာဖြစ်ပါတယ်ဗျာ ဟုတ်ကဲ့ပါအထက်ပြီးတော့ကျွန်တော်တို့ခုနကကျွန်တော်ပြောသလိုပဲဩဂတ်လ4ရက်နေ့မှာဆိုရင်ကျွန်တော်တို့အတလက်တစ်ဘီဘာကိုအတင်းနဲ့တရက်ထဲမှာပဲနှစ်ပွဲကစားမယ်နှစ်ပွဲကစားပြီးပြီးတော့ကျွန်တော်တို့လာမယ့်ကျွန်တော်တို့ဩဂတ်လ10ရက်နေ့8လပိုင်း10ရက်နေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ community ဒိုင်းလူပွဲအဖြစ်လီဗာပူးအတင်းက Crystal Palace အတင်းနဲ့ရင်ဆိုင်ကစားသွားမှာဖြစ်ပါတယ်အဲဒါလီဗာပူးအနေနဲ့ကပြီးခဲ့တဲ့ဘောလုံးရာသီမှာဆိုရင်ကျွန်တော်တို့ Premier League Champions ကိုစုကူးနိုင်ခဲ့တယ် Crystal Palace အတင်းအနေနဲ့က Manchester City ကိုကျော်ဖြတ်ပြီးတော့ကြတော့အဲဒီ final မှာပေါ့နော်ဒီ FA Flower ကိုစုကူးနိုင်ခဲ့တာဖြစ်တယ် အဲအဲ့တော့ဒီ FA ဖလားချန်ပီယံနဲ့ပရီးမီးယားလီးချန်ပီယံတို့ရာသီကြိုးမှာလူကြားမဲ့ကျွန်တော်တို့ community တိုင်းလူပွဲကိုတော့လာမဲ့ကျွန်တော်တို့၈လပိုင်း၁၀ရက်နေ့ August လ၁၀ရက်နေ့မှာပဲဒီပါဘူးအသင်းကချိန်ပိုင်ကစားသွားမှာဖြစ်ပါတယ်အဲအဲ့လာပြီးရင်တော့ကျွန်တော်ရာသီကြိုးပြင်ဆင်မှုကာလပြီးပြီပေါ့နော်ဘောလုံးရာသီကိုပြန်လည်စတင်မှာကတော့ကျွန်တော်တို့လာမဲ့ August လ၁၅ရက်၁၆ရက်၁၈ရက်အဲ့ဒီရက်၃ရက်မှာပဲကျွန်တော်တို့ပရီးမီးယားလီးတိုင်းပွဲကြီးကိုပြန်လည်ပြီးတော့စတင်သွားတော့မှာဖြစ်ပါတယ်အဲ့တော့ဂျာလေးကောင်တွေမှာတော့၂လလောက်ကြံသေးတယ်၂လလောက်ကြံသေးတယ်ဆိုရင် ယ်လို့လာမယ့်ကျွန်တော်တို့ဒီ9လပိုင်းကစတင်ပြီးတော့ဗောနော်9လပိုင်း9ရက်နေ့ရစပြီးတော့အသင်းမှာလေ့ကျင့်မှုတွေစပြီးတော့ပြန်ပြီးတော့ပြုလုပ်မယ်အသာ training center မှာပြီးကြရင်ကျွန်တော်တို့ဇူလိုင်လ13ရက်နေ့မှာဆိုလို့ရှိရင် ကျွန်တော်ပရက်စတန်နောအန်နဲ့ခြေစမ်းပွဲစဉ်ကစားဖို့ရှိတယ်ဒီဒီစတဒီယံမှာသွားပြီးတော့ကစားမယ်အဲတော့အဲနောက်ထပ်ကျွန်တော်တို့တလဝင်းကျင်လောက်ပဲလီဗာပူးအသင်းရဲ့ပွဲစဉ်တွေကိုပြန်ပြီးတော့ကြည့်ဖို့ဆောင်ရတော့မှာဖြစ်ပါလိမ့်ခင်ဗျာဟုတ်ကဲ့ပါအဲဒါကတော့ရာသီကြိုနဲ့ပတ်သက်ပြီးတော့ခလိုင်းမှာဆိုရင်တော့ကျွန်တော်အမြဲတမ်းဟိုတိုင်တေဘယ်လေးပြုလုပ်ပြီးတော့တင်ပေးလေးရှိတယ်ပေါ့နော်ဒီနှစ်ကတော့ကျွန်တော်ဗီဒီယိုလေးပြုလုပ်ပြီးတော့တင်ပေးလိုက်တာဖြစ်ပါလိမ့်အဲတော့ရာသီကြိုပွဲစဉ်တွေကိုညီကိုတို့အနေနဲ့ဘယ်နည်းဘယ်ရက်တွေမှာဘယ်လိုပုံစံမျိုးကစားမလဲဆိုတာကျွန်တော်ညီကိုတွေအားလုံးသိလောက်ပြီးထင်ပါတယ်ဗျဟုတ်ကဲ့ပါအ ကျေးဇူးများကြီးတင်ပါတယ်ဗျာအဲ့တော့ရာသီကြိုပွဲစဉ်ဒီမှာကျွန်တော်တို့အသင်းရဲ့ဘယ်ကစားသမားတွေကို ဒီမြင်တွေ့ခြင်းလဲပေါ့နော်လူငယ်ကသမားတွေတွေကဘယ်ကသမားတွေကအဆင်ပြေလာမယ်ထင်လဲဘယ်ကသမားတွေကိုအငားချသင့်လဲဘယ်ကသမားတွေကိုရောင်းချသင့်လဲဘယ်နေရာတွေအတွက်မဖြစ်မနေပြန်လည်ပြီးတော့ခေါ်ယူသွားစေခြင်းလဲဆိုတာလေကွန်မန့်ပေါက်ထဲမှာဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး။အဲနောက်တစ်ခုကတော့ဂျပန်မှာသွားရောက်ပြီးတော့ဒီကြီးမဲ့ညီကိုတွေပေါ့နော်ယိုကိုဟာမားနဲ့ပွဲစဉ်ကိုသွားရပြီးကြီးမဲ့ညီကိုတွေကကျွန်တော်ရဲ့ပြိမဆန်ညာမှာလာပြီးပြောထားကြတာရှိပါတယ်။အဲပြောမယ့်ဆိုရင်တချို့ကြောက်လေသွားခြင်းလဲအဖို့မရှိဘူးတချို့ကြောက်လေလက်မှတ်ဖြတ်ပြီးထားပြီးအဖို့မရှိဘူးတချို့ကြောက်လေလက်မှတ်ဖြတ်ဖို့ ရာအတွက်ကဘလို့ဖြတ်ရမှာမသိဘူးဆိုတဲ့ညီကိုလေးရှိနေပါတယ်အဲတော့အခုဗီဒီယိုရဲ့အောက်ထဲမှာသွားကြည့်မယ်ဆိုရင်လည်းသွားကြည့်မယ်လို့မန်းခဲ့ပြီပေါ့နော်အဲ့ဒီမှာမှဒီကွန်မန်နေထဲမှာဝင်ရှာပြီးတော့မှအဲကိုကိုနဲ့အတူတူပေါ့နော်ဒီဂျပန်ရောက်နေတဲ့ဖန်တွေကတယောက်နဲ့တယောက်ချိတ်ဆက်ပြီးတော့အတူစီးလုံးနဲ့သွားကြည့်ရင်တော့ ပို့ပြီးတော့ပြောစရာကောင်းလိမ့်မယ်လို့ထင်မိတာဖြစ်ပါတယ်တကယ်လို့လက်မှတ်ဖြတ်ဖို့မသိဘူးဆိုတဲ့ညီကိုတွေအနေနဲ့ကလည်းကျွန်တော်ရဲ့ဒီဗီဒီယိုရဲ့အောက်ထဲမှာပဲမန်ငယ်ပြီးပါအဲ့ဒီမှာတယောက်နဲ့တယောက်အခြေအစက်နဲ့ကျွန်တော် YNWA ဆိုတဲ့ပုံစံမျိုးအတိုင်းပဲပေါ့နော်တယောက်ကိုတယောက်ကူကူညီညီဖိဖိမမနဲ့စီစီလုံးလေးသွားကြည့်လို့ရအောင်လို့လည်းဒီဗီဒီယိုရဲ့အောက်မှာဖော်ပြပေးခဲ့ကြပါဦးကျေးဇူးများကြီးတင်ပါတယ်ခင်ဗျနောက်ဗီဒီယိုတွေမှာပြန်ပြီးတော့ဆုံတွေ့ကြတာပေါ့